ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များအတွက်ဆွေရင်စားပွဲပွဲခမ်းနားများရောက်ခွင့်တင်ဆက်ပေးလျက်ရှိရမှာဒီနေ့မှာတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်ခုရောက်ရှိနေတဲ့မြန်မာ Convention Center MCC ခမ်းမှာမှာကျင်းပပြုလုပ်မဲ့ National Educational Language Center ကနေပြီးတော့ကျင်းပပြုလုပ်တဲ့ကျောင်းသားကျောင်းသူများအတွက် Summer Festival ကိုပရိသတ်များတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာပရိသတ်များအားလုံးပဲဒီနေ့ခမ်းနားရဲ့ပျော်ရွှင်မှုရမြင်ခင်များဆက်လက်ပြီးတော့ရှိစားပေးပါအောင်ခင်ဗျာ ပရိသတ်များခင်ဗျာအန်နီယစီရဲ့ကျောင်းသားကျောင်းသူများရဲ့ Summer Festival ကိုတော့ရန်ကုန်မြို့မင်းသမားလမ်းမှာတည်ရှိတဲ့မြန်မာ Convention Center MCC ခန်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ် Summer Festival ကိုတော့အန်နီယစီမှာကျောင်းသားကျောင်းသူများကျောင်းသားမိဘများဆရာဆရာမများတာဝန်ရှိသူများစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားကိုတော့ Kitty and Just Marketing Media and Advertising Group ကနေစီစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ခုလိုကျောင်းသားကျောင်းသူများအတွက် Summer Festival ကျင်းပပြုလုပ်ခဲ့ရတဲ့ပတ်သက်ပြီး NDSC မှဆရာမတူဦးကအခုလိုရှင်းပြပေးခဲ့ပါတယ်။ဆရာမမင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါရှင်။โอเคပါဆရာမအမည်နဲ့ဆရာမဒီ Nelson English Language Center မှာတာဝန်ထမ်းရပိုင်းလေးသိပြရစေခင်ဗျ။ဟုတ်ကဲ့ကျမကဒေါ်သေးတီတာဦးပါ။ အဲကျွန်မက supervisor ပါရန်ကင်း NLC အကြောင်းရဲ့ supervisor ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာဆိုရင်တော့ NASA English Language Center ကနေပြီးတော့ကလေးများအတွက်ပေါ့နော်ညရာသီ Summer Festival လေးကိုကျွန်မပြုလုပ်ပေးရလို့သိရပါတယ်ခင်ဗျာဆရာမတို့ညလေအခုလိုမျိုးစစင်ပစ်ခဲ့ပုံလေးသိပြစေခင်ဗျာဟုတ်ကဲ့ပါရှင်ဒါကတော့နှစ်စဉ်နှစ်တိုင်းညသောအဖြစ် March တမမလို့ရှင် April လမှာကျောင်းသားပွဲတော်ဆိုပြီးတော့နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ပွဲဖြစ်ပါတယ် ပွဲအနေနဲ့ကတော့အစုံပါတယ်ချင်းအဲ role play ပါတယ် singing ပါတယ် dancing ပါတယ်ပေါ့ဒီចောင်းသားတွေကသူတို့ရဲ့ talent တွေကိုဒီလိုမျိုးတစ်နှစ်တစ်ခါလုပ်တဲ့ပွဲမှာသူတို့ရဲ့ talent လေးတွေကိုပြသတဲ့ပွဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်မင်းနန်းဆောင်နန်းဆောင်မှာရရှိနိုင်မယ်ပေါ့နော်ចောင်းသားများအတွက်ပညာရေးဝန်ဆောင်မှုရရှိရင်လည်းသိပါရစေခင်ဗျာဟုတ်ကဲ့ကျမတို့က regular course တွေရှိပါတယ် regular course ဆိုတာကတော့ចောင်းဖွင့်တဲ့အချိန်မှာဆိုလို့ရှိရင် Saturday Sunday မှာ အဲမနေ့နေခင်ညနေဆိုပြီးတော့၃ချိန်ခွဲပြီးတော့အတန်းနေရှိရရှင်အဲအเจ้าနေအစိုးရအเจ้าနေပိတ်သွားတဲ့ summer မှာဆိုလို့ရှိရင်တော့စနေရအဲတနင်္လာကနေပြီးတော့တောက်ကြနေ့အထိတပတ်ကို9ရက်အင်္ဂလိပ်စာသင်တန်းပေါ့သူတို့ကတော့4 skill ကိုအဓိကထားပြီးသင်ပေးတာပါရှင်ဟုတ်ကဲ့ပါဆရာမရဲ့ဒီနေ့ပွဲခဏမှာနေပြီးတော့ပေါ့နော်အမှတ်ရစကားတန်းလည်းကြားပြပါစခင်ဗျာ အာဟုတ်ကဲ့ကျမတို့ကဒီတက်ရောက်နေတဲ့ကလေးတွေအကုန်လုံးကိုလည်းဒီပွဲကို face face ခေါ်ပါတယ်နောက်တစ်ခါဒီလိုပွဲတွေကိုလာရောက်ကြည့်ပြီးတော့အဲဒီအခုတက်ရောက်နေတဲ့ကလေးတွေလိုမျိုးပဲကျန်တဲ့ကလေးတွေကိုလည်းနှွေရသည်မှာအကျိုးရှိရှိအချိန်ကိုအသုံးချပြီးသူတို့ရဲ့အင်္ဂလိပ်စာစွမ်းရည်ကိုမြင့်တင်ဖို့အတွက် လာရောက်ပြီးတော့အားပေးကြပါလာရောက်ပြီးတော့တင်ယူကြပါလို့လည်းအကြံပေးချင်ပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုပြန်လိုက်ဖေးစားပေးတော့တချို့တို့ပဲတင်ရှိပါရခင်ဗျဟုတ်ကဲ့ကျမလည်းလာရောက်မေးမြန်းပေးရဲ့ MRTV4 ကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်ပရိသတ်များခင်ဗျာ ANLC ရဲ့ Summer Festival အခမ်းအနားအစမှာတော့ ANLC ရဲ့ဥဆောင်သူတူဦးဖြစ်တဲ့ဆရာ Nelson မှဥဆောင်ပထမနှုတ်ခွန်းဆက်စကားပြောကြခဲ့ပါတယ်အဲဒီနောက်မှာတော့ចောင်းသားចောင်းသူများရဲ့အခမ်းအနားများနဲ့ဆက်လက်တင်ဆက်ခဲ့ပြီး ANLC ရဲ့ Summer Festival 2016ကိုပျော်ရွှင်စွာဆက်လက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ီပွဲမှာတော့မတော်အနာမွန်စီကစ် brand အနေနဲ့ပေါ့နော်နှစ်တိုင်းပါဝင်ခဲ့ပါတယ်အတိတ်ကတော့မတော် brand ရဲ့ theme နဲ့လည်းကြိုက်တယ်ပေါ့နော်ကလေးတွေအတွက်ဒီစိတ်ဖြစ်စီမှုကင်းဝေးပြီးတော့ခရစ်တာလုံးလန်းဆန်းစေမယ်အနာမွန်စီကစ်ဆိုရယ်ဒီ theme နဲ့လည်းကြိုက်တဲ့အတွက်ကြောင့်ဒီလန်းဆန်းကလေးအများစုကိုလန်းဆန်းတက်ကြစေတဲ့ summer festival မှာမတော်အများနဲ့ပါဝင်ဖြစ်တာဖြစ်ပါတယ်မတော်ရဲ့အနာမွန်စီကစ်ကလေးအားစိတ်ကြီးရတော့ဒီ းရဲ့အနာဝန်စီလိုပဲပေါ့နော်ကလေးတွေကိုတနေ့တာလုံးလမ်းဆန်းတက်ကြွပြီးတော့ကလေးတွေတနေ့တာလုံးငန်းဆောင်တာတွေကိုအကောင်းဆုံးလုံးဆောင်နိုင်ဖို့အတွက်ပံ့ပိုးပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ကလေးငယ်တွေရောပေါ့နော်ဆရာဆရာမတွေရောဒီကလေးရဲ့မိဘတွေအကုန်လုံးပေါ့နော်မြမနှစ်တကူခါသမယမှာအောင်မြင်ခြင်းနေတက်မှခြင်းနေပျော်ရွှင်ခြင်းနေပြည့်စုံပါစေလို့အနာဝန်စီကအနေနဲ့ဆုတောင်းပါတယ်အနီးရစီရဲ့ summer festival ကို ခုလိုပျော်ရွှင်ပွဲအစည်းအဝေးများနဲ့ကျင်းပပြုလုပ်ခဲ့ပုံနဲ့ပတ်သက်ပြီး KDN Just Marketing, Media and Advertising Group မှတာဝန်ရှိသူများကအခုလိုရှင်းပြပေးခဲ့ပါတယ်။အတီတို့ company ကနေပြီးတော့ NLC student party ပွဲကြီးကိုစီစဉ်ဆောင်ရွက်ပေးခဲ့တဲ့အခါမှာအန်တီတို့ကအဲ ုမ္ပဏီတွေအားလုံးကိုဖိတ်ခေါ်ပြီးတဲ့ခါကျတော့အန်တီတို့ NDRC Student Party ဘွဲကြီးမှာအဲပံ့ပိုးကူညီပေးဖို့အတွက်ကိုဖိတ်ခေါ်ခဲ့တယ်သူတို့ကလည်းအကုန်လုံးပံ့ပိုးကူညီပေးခဲ့ပါတယ်အဲဒီလိုနဲ့ပဲဒီ NDRC Student Party ဘွဲကြီးကိုဖြစ်မြအောင်လုပ်ပေးခဲ့ပါတယ်အန်တီတို့ဒီ NDRC အဲ English Language Center ကျောင်းကကျောင်းသားကျောင်းသူလေးတွေကနေပြီးတော့ဒီ NDRC Student Party ပွဲကြီးကိုပြည့်မြောက်အောင်မြင်အောင်အတွက်သူတို့ကအုတ်တချက်သဲတပွင့်အနေနဲ့ပါဝင်ပြီးတော့ performance တွေမှာပါဝင်ပေးတဲ့အတွက်ကြောင့်မလို့ဒီပွဲကြီးကိုပြည့်မြောက်အောင်မြင်ရတာပါဒါကြောင့်မလို့ဒီကလေးတွေကိုအန်ဒီကနေပြီးတော့ဝမ်းမြောက်ဂုဏ်ယူမိပါတယ် အန်တီရဒီ NLC အကြောင်းရဲ့ student party ပွဲကိုတစ်ဆင်နှစ်တိုင်းအန်တီကိုရိုင်းမဲစီစဉ်ပြီးတော့ဆောင်ရွက်ပေးခဲ့ပါတယ်အန်တီအဲ့လိုစီစဉ်ဆောင်ရွက်ပေးတဲ့အခါမှာအင်မတန်မှဂုံယူဝမ်းမြောက်စွာနဲ့စီစဉ်ပေးခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ NLC ဒီအပေါ် English language ကျောင်းကြီးအရဆိုလို့ရှိရင်အရန်ကိုဟိုအောင်မြင်နေတဲ့ကျောင်းကြီးတစ်ကျောင်းဖြစ်တဲ့တစ်ကျောင်းမလို့ဒီပွဲကြီးကိုအန်တီစီစဉ်ခွင့်ရတဲ့တစ်ကျောင်းအရန်ကိုအန်တီဂုံယူဝမ်းမြောက်မိပါတယ်။ ရိသတ်များခင်ဗျာ NLC ရဲ့ Summer Festival ကိုတော့ကျောင်းသားကျောင်းသူများရဲ့တည်သချင်းဖြော်ပြီးတင်ဆက်မှုများတည်သရုပ်ဖို့အကားလာများနဲ့တော်ရှင်စွာကျင်းပပြုလုပ်ခဲ့ပြီးကလေးငယ်များရဲ့စူပေါင်းအင်အားကိုပြသခဲ့တာပဲဖြစ်ပါတယ်။ ရိတ်သားများခင်ဗျာ NLC English Language Center ဟာဆိုရင်ကလေးငယ်များနဲ့လူငယ်များနိုင်ငံတကာရင်မောင်တန်းနိုင်ရန်အတွက် English Language ကိုနိုင်ငံတကာအဆင့်မီသင်ယူညွှန်းနှံများနဲ့သင်ကြားပေးလျက်ရှိတဲ့အကြောင်းကို စီစဉ်တင်ဆက်ပေးရင်းဒီကနေ့အစီအစဉ်ကနေနှုတ်ဆက်ချင်ပါတယ်ကြည့်ရှုအားပေးကြရတယ်ပရိသတ်များအားလုံးပဲကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ